ရာဇာနေဝင်းအောင်ညလုံးပြူးသွားမဲ့စပိန်များနံပါတ်၁အနေနဲ့ကတော့ကြောကက်စပိန်ပါမျက်နှာချင်းဆိုင်တာနဲ့တကြကြက်ဖြစ်နေတဲ့တမီးရီးစားတွေအတွက်ဝယ်စီးတဲ့စပိန်မျိုးလေးပဲဖြစ်ပါတယ်စပိန်ကလူနီယာကြောချင်းကနေရမယ့်ပုံစံဖြစ်လို့တယောက်မျက်နှာတယောက်မကြည့်ချင်တဲ့သူတွေအတွက်တော့အန်ကိုက်ပဲလို့ပြောလို့ရပါတယ်အဲဒါမျိုးစပိန်တွေကိုစပိန်နိုင်ငံလို့တင်စားလို့ရတယ်네덜란드တိုင်းနိုင်ငံထဲမှာပဲတွေ့မြင်နိုင်ပါတယ်ကြောခါရမှာဆိုလို့စိုက်ကားတောင်အတူမစီးဘူးဆိုတဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်နံပါတ်၂အနေနဲ့ကတော့ခြင်နှင်းမပါတဲ့စပိန်ပါ ဒီဘိန်းကတော့လူကစပိန်ကိုစီးတယ်ဆိုတာတည်းစပိန်ကလူကိုစီးတယ်လို့ပြောရင်ပုံမှန်ပဲလို့ထင်ပါတယ်။စပိန်ဆိုတာနင်းရတဲ့အမျိုးဆိုပေမဲ့ဒီစပိန်ကတော့နင်းစရာကိုမပါတာပါ။ခိုင်ကုံလည်းမပါတယ်လို့ပတ်တယ်ပြားတွေချိန်နေလဲလုံးဝမပါပါဘူး။ကိုချရောက်ကိုတုံးပြီးပဲပြေးရမှာပါ။အဲချရောက်ကိုဘိန်းတက်ပြီးပြေးတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်ပါတယ်။ဒါပေမဲ့ကောင်းတာတစ်ခုကတော့စပိန်မစီးတတ်တဲ့သူတွေအတွက်ပါအသွေးတကူစီးလို့ရတယ်လို့ဆိုပါတယ်။ နယ်သာလန်နဲ့ဂျာမနီမှာပဲတွေ့မြင်နိုင်ပြီးတော့ယာစာနေဝင်းမှာတော့မရှိတဲ့ဘိန်းမျိုးဖြစ်ပါတယ်။နံပါတ်3နေနေကတော့တိုက်စကယ်ပါ။ခြေထောက်နဲ့နင်းရတာအာမီယာလို့လက်နဲ့ပါနင်းကျင်ပါတယ်ဆိုတဲ့သူတွေအတွက်ခြေရောလက်ရောနင်းလို့ရမယ်ဘိန်းလေးနဲ့မိတ်ဆက်ပေးခြင်းပါ။ဒီဘိန်းလေးကတော့လက်ရောခြေရောအငြိမ်မနေခြင်းတဲ့သူတွေအတွက်တည်တံ့ထုတ်ပေးထားတဲ့ဘိန်းလေးပါ။လက်ရောခြေထောက်ရောနင်းလို့ရမယ်ဘိန်းမျိုးဖြစ်လို့ခြေထောက်နဲ့နင်းရတာညောင်းလာရင်လည်းလက်နဲ့ပြောင်းနင်းလို့ရပါတယ်။ Okay ။ဒါကြောင့်ဂျင်းဆော့စရာမလိုပဲကြီးကျင်နေဆိုရင်တော့ဒါမျိုးဘိန်းလေးတစ်ဘိန်းလောက်သာဝယ်ထားလိုက်ကြပါ။နံပါတ်4နေနေကတော့အော်တိုဘိန်းပါ။ ကဘာပေါ်မှာစပိန်နဲ့ပတ်သက်ပြီးဖြစ်တဲ့မတော်တဆမှုကတနည်းကို3000ကျွဲလောက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့် Google ကနေစောင့်ကန်ရင်တော့လဲကြမသွားမဲစပိန်လေးတစ်မျိုးကိုမိတ်ဆက်လာခဲ့ပါတယ်။ဒီစပိန်ကသူ့အတူအလိုတရာမောင်းနေနိုင်ပြီးတော့ location လေးထောက်လိုက်ရုံနဲ့လိုရာခီးကိုရောက်ရှိနိုင်ပါတယ်။ဒါကြောင့်အဲ့နေင်းနဲ့ကိုလိုက်စီးသွားလို့ရတဲ့ဘိန်းမျိုးလေးပါ။လူမပါဘဲနဲ့လည်းဒါမျိုး application လေးသုံးပြီးတော့ကိုယ့်စီကိုလှမ်းခေါ်လို့ရသေးပါတယ်။အဲ့ဒါပေမဲ့ဒီမှာတော့ဒါမျိုးသွားမဆန်းကြည့်ဘူးအကြံပေးချင်ပါတယ်။လမ်းမှာရင်ဘိန်းကအစပြောက်သွားမှာမဟုတ်လို့ပါ။ နမန်ငါးအနေနဲ့ကတော့ကမ္ဘာဈေးကြီးဆုံးစပိန်ပါဒီစပိန်ကိုစတေကာတွေရှောက်ကတ်ထားတဲ့တာမန်ဘိန်းဘိန်းလို့ပဲထင်နေမှားသွားပါပြီဒီဘိန်းကကမ္ဘာပေါ်မှာရှိသမျှစပိန်တွေအားလုံးထဲမှာဈေးကြီးဆုံးစပိန်ပဲဖြစ်ပါတယ်ဟမ်နမန်ကြီးဘရန်လည်းမဟုတ်ပဲနဲ့ဘာကြောင့်ဈေးကြီးနေရတယ်လဲဆိုရင်တော့စပိန်ကိုယ်တည်းတစ်ခုလုံးကိုလက်ပြတောင်ပံနေနဲ့အလားဆင်ထားလို့ဘီသူကပညာရှင်တဦးရဲ့လက်ရာဖြစ်ပြီးတော့အချိန်တလားကျော်ပေးပြီးဖန်တီးခဲ့ရတယ်လို့သိရပါတ ဒီစပိန်လေးကိုပရာဟိတအလှပွဲတွေမှာလေလံဆွဲပြီးတော့ရောင်းချရာကနေဒေါ်လာ9သိန်းနဲ့ရောင်းထွက်သွားခဲ့တာကြောင့်ဈေးအကြီးဆုံးစပိန်ဖြစ်သွားခဲ့တာ။နောက်ဆုံးအနေနဲ့ကတော့တော့မလို့တဲ့စပိန်မှာစပိန်နေခဏခဏခိုးခံရလို့စိတ်ညစ်နေရတဲ့ဘော်ဒါတွေအတွက်တော့မလို့တဲ့ဘိန်းလေးနဲ့မိတ်ဆက်ပေးကြပါလိမ့်မယ်။ဒီဘိန်းလေးကတော့ကိုယ်တယ်ကိုကိုယ်လိုက်ုံနဲ့တော့ဖြစ်အသုံးပြုလို့ရမှာဖြစ်ပါတယ်။စပိန်တော့အများစုကတခိုးတွေတော့ကတော့မပြောသေးခွန်ခွာတော့ပဲရှိပါတယ်။ဒါမျိုးစပိန်ကိုယ်တယ်ကိုပဲတွဲချိတ်လိုက်မယ်ဆိုရင်တော့တခိုးရံကနေလေတခါတည်းကာဝင်နိုင်ပါပြီ။ အဲ့အဲ့ဒါကိုမှစပိန်မှာဖျက်ပြီးခိုးသွားရင်တော့ကျွန်တော်လည်းမတတ်နိုင်တော့ပါဘူး။ဆုံးမကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။